ရှီရှီဝဲဝဲတွေပြောတော့ပါအောင်ကျွန်တော်ဗစကိုပြန်လို့ခြံသေးပေါ်လာလို့လှုပ်လိုက်တာပါ Griffin နဲ့ Gohan ကောင်တွေပါဝင်မကောင်းဆိုးဝါးတွေရဲ့နှိမ့်ဆက်မှုကြောင့်မိတ်ဆွေတွေနဲ့လက်တစ်ဖက်ကိုဆုံးရှုံးပြီးတော့ Casca ကပါအသေးစိတ်လွတ်သွားခဲ့ရတာကြောင့် Gas တယောက်ကလက်စားချေဖို့အတွက်တကူတော့ထွက်လာတဲ့ဇက်ဝင်ကန်းနဲ့အတူကျွန်တော်တို့ Season 1ကိုဆုံးသက်ခဲ့ပါတယ်နေကျက်တဲ့နေ့ကအဖြစ်ဆိုးကြီးကြောင့်ကြံခဲ့တဲ့အသားစာတွေအပုတ်အဆွေးတွေပြင်းတဲ့သွေးကန်ကြီးကိုတက်စုတစုကတွေ့သွားပါတယ်အသက်ငယ်ငယ်လေးပဲရှိသေးတဲ့အမျိုးသမီးတယောက်က ဖြားရိတ်ကျမ်းမှာရေးထားတဲ့အတိုင်းဖြစ်လာပြီပဲ။ဒါဆိုရင်၅ရောက်မြောက်နှစ်သားပေါ်ထွက်လာတဲ့အတိတ်ပဲပဲလို့ပြောလိုက်ပါရယ်။ရွာတရွာမှာတော့လူသေးအလောင်းကြီးခေါင်းပြက်တွေကပြန့်ကျဲနေပါရယ်။အရက်ဆိုင်ဒီဇိုင်းထဲမှာလူရန်ကားတစ်စုကနတ်တငယ်မင်းစာလေးတယောက်ကိုအပြင်းပြစ်စောက်ခွက်ဓာတ်နဲ့ပေါက်တန်းဆော့နေကြပါရယ်။ဟေ့လူကြီးခမားတို့ကကြေးစားရည်ဆိုလို့ကျုပ်ကခမားတို့နဲ့လိုက်လာတော့ဒါပေမဲ့အခုအပြုတ်မှုတွေကလူရန်ကားစိုက်ပေါက်နေတယ်ကျုပ်ကဓာကြီးကျွမ်းကျင်တဲ့နာမည်ကြီးစစ်တီတော်တယောက်ဖြစ်ချင်လို့ခမရုံနဲ့လိုက်လာတာပြလို့စပင်နီနဲ့ကောင်လေးရဲ့ပြောလိုက်ပါရယ် ဟောဟုတ်လားအဲ့တော့လီးပြက်လားလီးစကားတွေလာပြောနေရလားစောက်ကလေးဆိုပြီးတော့ရှယ်ကန်ပေးလိုက်ပါတယ်အဲ့ဒီချိန်မှာဆိုင်ထဲကိုဝေးုံနဲ့နဲ့လူတယောက်ဝင်လာပြီးဟေ့လမ်းပိတ်နေတယ်ဖယ်ပေးလို့ရမလားဆိုပြီးတော့ကောင်းကောင်းမွန်မွန်ပြောပါတယ်အဲ့ဒါကိုကြေးသားကောင်ဖင်ရှိပြီးဘာကွာမင်းကဘာကောင်မှုလို့လမ်းဖယ်ပေးရမှာလဲဆိုပြီးပြန်ပြောမလို့အလုံးမှာစကားမဆုံးခင်မဲ့စောက်ခွက်ထိုးခံလိုက်ရပါတယ်ကျန်တဲ့သူ့အပေါင်းအဖော်ကောင်တွေကိုလည်းစောက်ခွက်တစ်ချက်စီပဲထိုးလိုက်တာနဲ့အကုန်လုံးမှောက်သွားပါတယ် ပြီးရနဲ့ရေတပူးနဲ့အရက်တပလင်းဝယ်ပြီးတော့တောအုပ်ကိုဖျက်ခီးဆက်ထွက်လာခဲ့ပါတယ်။ညဘက်ရောက်တဲ့ခါမှာမိမွေပြီးတော့ယုံသားမိခင်နဲ့ညစာစားဖို့လုပ်ပါတယ်။ဓမြရဲ့လက်ထက်လွတ်လာတဲ့မှင်စာလေးကတော့ဂက်စီကိုရောက်လာပြီးသူ့ကိုယ်သူမိတ်ဆက်စောက်စကားတွေများနေရကြောင့်ငါ့ကိုအာယုံလာမစားစမ်းနဲ့ညစ်သက်ပြစ်လိုက်မယ်ဆိုပြီးနှင်းထုတ်လိုက်ပါတယ်။စပင်အင်းနဲ့ကောင်လေးကလည်းအရက်ဆိုင်ထဲမှာဓမြတွေကိုစောက်ခွက်ရိုက်လိုက်တဲ့ဂက်စီရဲ့ပုံရိပ်တွေကိုအားကြပြီးတပည့်ခံဖို့အတွက်အတင်းလိုက်ရှာနေပါတယ်။ တကူရဲခီးဆက်နေတဲ့ gas ရဲ့နဗေးမှာတော့မြင်းလေတစ်စီးကရက်လိုက်ပြီးတော့ညဘက်ကြီးတယောက်တည်းခီးသွားရတာလွယ်မှာမဟုတ်ဘူးလဲပေါ်တက်လိုက်ပါလို့အဖိုးကြီးကခေါ်ပါတယ်ရပါတယ်ဆက်မောင်းပါကြောက်ကူမှာမကောင်းဆိုးဝါးတွေပူကက်နေတယ်ခမရတို့ဒုက္ခမရောက်စေချင်ဘူးလို့ gas ကပြန်ပြောပါတယ်မစိုးရိမ်ပါနဲ့ဦးလေးဘက်မှာဖျားသခင်ရောဒီကန်ကောင်းစီတဲ့မျက်စာလေးရောရှိပါတယ်ဆိုပြီးအတင်းခေါ်ရာကြောင့် gas တယောက်လဲပေါ်ရောက်သွားပါတယ် တစ်ဖက်မှာတော့အစော်ခံလိုက်ရတဲ့ကြေးသားကောင်တွေက gas ကိုပြန်တီးဖို့အတွက်သူ့အဖွဲ့သားတွေကိုစုနေပါတယ်အဖိုးကြီးရဲ့သမီးလေးကကျင်နာတတ်ပြီး gas ကိုဝိုင်းတောက်ဖို့ပေးရင်းနဲ့တန်လက်အတူကြီးကိုစိတ်ဝင်စားကြည့်နေပါတယ်လဲပေါ်မှာအဖိုးကြီးက gas ရဲ့နာမည်ကိုမေးလိုက်ပြီးသူ့နာမည်ကတော့ adopt ဖြစ်ကြောင်းမိတ်ဆက်လိုက်ပါတယ်စောစောအမင်းကိုရက်ဆိုင်ထဲမှာတွေ့လိုက်ပါတယ်ကြံကြံနန်းနန်းဆိုပေမဲ့နတ်တငယ်လေးကိုကယ်လိုက်တာတော့မွင်မြတ်တဲ့လောက်ရက်ပဲမင်းကြီးကလူဆိုးနဲ့မတူပါဘူးဆိုပြီးချီးကျူးနေပါတယ် gas ကတော့ပင်မန်းတာကြောင့်ခဏလောက်နားအောင်မယ်ဆိုပြီးအိတ်ဖို့လုပ်ပါတယ်။ဒါပေမဲ့မျက်လုံးနှလုံးမှိတ်လိုက်တာနဲ့ gas ရဲ့အတွေ့အဲကိုအတိတ်ဆိုးတွေကပီပီတတကြီးဝင်လာပြီးတော့အဖြစ်အပျက်တစ်ခုလုံးကိုသေးစိတ်တွေပြန်မြင်နေရပါတယ်။ graphic ကိုပါတိကျပြန်မြင်ရပြီးဒေါသစိတ်တွေကြောင့်နိုးလာတဲ့အခါမှာတော့လက်ထဲမှာမကောင်းဆိုးဝါးတစ်ကောင်ကိုဓာတ်နဲ့ထိုးလျက်သားဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အိတ်နေတဲ့သူတွေလန့်နိုးလာပြီးအဲ့ဒါဘာကြီးလဲလို့ဝိုင်းမေးတော့ထမင်းလုံးတစ်စီပဲအိမ်မဆိုးတွေပေးပြီးလူတွေစီကထွက်လာတဲ့အကြောက်တရားကိုစားသုံးတာ မကောင်းဆိုးဝါးရဲ့ကြုံနောက်ကိုလိုက်နေတယ်ဆိုတော့ယုံမီမှတ်လားလို့ပြောရင်းနဲ့ gas ကတူထားကြီးကိုကင်ပြီးအောက်ဆင်းလာပါတယ်။လဲပေါ်မှာပဲနေခဲ့ကြ။တယောက်မှမထွက်လာနဲ့။ထမင်းလုံးတစ်စီတည်းဆိုးတဲ့ကောင်ကဒီနားမှာရောက်နေလောက်ပြီလို့ gas ကပြောလိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်မြင်းနေရမငြိမ်တော့တာကြောင့်ကလေးမလေးကအောက်ဆင်းပြီးထိမ့်ဖို့လုပ်ပါတယ်။နင်ယူနေလား။ဘာကိစ္စအောက်ကိုဆင်းလာလဲလို့ gas ကပြောနေတော့မှာပဲလှန်တစ်ချောင်းကထုတ်ချင်းပေါက်ဝင်သွားပါတယ်။ကလေးမလေးတယောက်အတွက်တော့ရက်ဆက်တဲ့တေပုံတေနီးတစ်ခုပါ။ တဆက်တည်းမှာပဲအယိုးစုတွေအများကြီးပေါ်လာတာကြောင့် gas ကအချိန်မဆွဲပဲသူ့လက်က cross bow နဲ့ပြစ်လိုက်ပါတယ်။ပြီးတာနဲ့အနားကပ်လာတဲ့ကောင်တွေကိုတော့ dragon slayer ဓာကြီးနဲ့ရှယ်လွဲပြီးခုတ်ပြစ်လိုက်ပါတယ်။ရုတ်တရက် ordan ကြားလို့လဲပုံလှမ်းကြည့်လိုက်တဲ့အခါမှာတော့သူ့အဖေရဲ့ခေါင်းပြက်ကြီးကိုကင်ထားတဲ့ကြောက်စရာပြုံးတဲ့ကလေးမလေးကိုတွေ့လိုက်ရပါတယ်။ပြီးတော့ gas ကြီးကိုပြေးဝင်လာပြီးတော့ဓာနဲ့ထိုးချလိုက်ပါတယ်။မကောင်းဆိုးဝါးဝင်ပူထားမှန်းသိပေမဲ့ကလေးမလေးရဲ့ခန္ဓာကိုဖြစ်နေတာကြောင့် gas ကမခုတ်ရက်ခဲ့တာပါ။ ဒါပေမဲ့အတီးဓာတ်နဲ့ထိုးခံလိုက်ရတဲ့အခါမှာတော့ဂယူးမဆိုင်တော့ပဲခါကနေထပ်ပိုင်းပြအောင်ခုတ်ပစ်လိုက်ပါတယ်။ဘိုက်ကဓာတ်တန်ရာနဲ့ပဲကြံတဲ့အယိုးစုကောင်တွေကိုဆက်ရင်ဆိုင်နေပါတယ်။အဲ့ဒီချိန်မှာ gas ကိုမကျေနပ်လို့တတ်ဖို့လိုက်လာတဲ့ကြေးစားအယောက်20လောက်ဟာတစ်ပင်မကောင်းဆိုးဝါးကြီးတစ်ကောင်စီမှာစားခံလိုက်ရပါတယ်။အယိုးစုတွေကအကုန်သေးကုန်ပြီး gas လည်းအတော်လေးမောတာကြောင့်နားနေရပါတယ်။အဲ့ဒီချိန်မှာပဲရုတ်တရက်တစ်မြစ်တွေပေါ်လာပြီး gas ရောကလီးမလေးရဲ့အလောင်းကိုပါရစ်ပတ်ချုံနှောင်ထားလိုက်ပါတယ်။ လေးမလေးရဲ့အလောင်းကိုစားဖို့လို့တာတွေ့တော့ gas ကစိတ်တူသွားပြီးချုပ်ထားတဲ့တင့်မြစ်ကိုပါဇက်နဲ့ဆွဲဖယ်လက်ကတနက်နဲ့ရန်လုံးတလုံးကိုပြစ်ပြီးတော့လွတ်အောင်ယုံထွက်လိုက်ပါတယ်မေလိုစောက်တစ်ပင်မင်းအသားဆိုနေလို့ထင်းအောင်ဆိုက်လို့ရမှာမဟုတ်ဘူးဆိုပြီးဓားနဲ့လွှဲခုတ်တစ်ချက်တည်းဇက်သိမ်းပေးလိုက်ပါတယ် gas ကတော့တည်သွားတဲ့ကလေးမလေးအတွက်စိတ်မကောင်းဖြစ်နေပြီးတော့သူကိုယ်တိုင်လည်းအပြစ်မကင်းသလိုခံစားနေရပါတယ်မင်းပြစ်မဟုတ်ပါဘူးလို့မှင်စာလေးကနှစ်သိမ့်ပေးသလို gas ကလည်းစိတ်ပြေရာရဖို့အတွက် အားနည်းတဲ့သူတွေအတွက်တော့ဒီလောကကြီးထဲမှာမရှင်သန်နိုင်ဘူးလို့ရည်ရွယ်ရင်းနဲ့ထွက်လာခဲ့ပါတယ်။အဲ့လိုလျှောက်လာနေရင်လေရုတ်တရက်ဘက်ပေါင်းစုံကနေအတန်ပေါင်းစုံကစူးစူးဝါးဝါးဝင်လာပါတယ်။မင်းမလွတ်မြောက်နိုင်ဘူး။မင်းဘယ်သွားသွားငါတို့ကရှိနေမှာပဲ။မင်းကငါတို့ကအမြဲတမ်းစောင့်ကြည့်နေတာကွာ။မင်းကငါတို့ပိုင်မင်းအသွေးရောအသားရောအယိုးပါမကြံငါတို့ပိုင်မင်းအဲ့ရမှတ်သားရှိနေသူမင်းမလွတ်မြောက်နိုင်ဘူး။မင်းကငါတို့အစာပဲဖြစ်နေမှာဆိုပြီးအတန်တွေကညံနေတာကြောင့် မေလိုးတွေတိတ်ဆန်းဆိုပြီးတနတ်ကိုထောင်ဖောက်ခွဲပစ်လိုက်ပါတယ်။မင်းသားလေးကတော့ gas ရဲ့အဖြစ်ကိုအခုမှနားလည်ပြီးဂိယူနာတက်မိနေပါတယ်။ပြီးတော့နောက်တစ်ခုရှိသေးတာကျွန်တော်အခု Telegram channel တစ်ခုကိုထောင်ထားတာဖြစ်လို့အဲ့ဒီ channel ကိုလည်းလာ join ပေးဖို့တောင်းဆိုချင်ပါတယ်။ Telegram channel link ကိုတော့ကျွန်တော်ပင် comment မှာထားပေးထားပါတယ်။ကျွန်တော်ရဲ့ video တွေကိုသဘောကျတယ်ဆိုရင် channel ကို subscribe လုပ်ပေးသွားကြပါဦး။